င်္ဂလာပါခင်ဗျရှန်ကုန်ခစ်တက်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာလက်ရှိအခြေအနေအရဈေးကွက်စီးပွားရေးစနစ်အစားအသင့်လျော်ဆုံးဖြစ်တဲ့တမဝါယမစနစ်ကိုကျင့်သုံးဖို့အကြမ်းဖက်မင်းအွန်လိုင်းကအမိန်ပေးလိုက်ပြန်တယ်ဆိုပါလေအကြမ်းဖက်စစ်ကောင်စီကတူလောက်ခံဝင်တဲ့အငိမ့်စားအလုံးကိုလစာတိုးမြင့်ပေးမှုအတွက်နိုင်ငံကျွေးဘီလီယံ900နီးပါးထပ်တိုးသုံးဆွဲရတော့မှာကြောင့်ငွေစက်ခုအစ်စ်တွေရိုက်ထုတ်ရုံကလွဲပြီးအခြားနီးလမ်းမရှိတဲ့အတွက် စစ်ကောင်စီရဲ့မစင်မကျင်းလှုပ်ရက်တွေကြားမှာတိုင်းပြည်ရဲ့အခြေအနေဟာဒီတက်ပို့ဆိုးလာဖို့ပဲရှိတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မြန်မာနိုင်ငံမှာလက်ရှိအခြေအနေအရဈေးကွက်စီးပွားရေးစနစ်အစားအသင့်လျော်ဆုံးဖြစ်တဲ့တမဝါယမစနစ်ကိုကျင့်သုံးဖို့အကြမ်းဖက်မင်းအွန်လိုင်းကအမိန်ပေးလိုက်ပြန်တယ်လို့သိရပါတယ်ယမနေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့6မြင်းဆောင်2024အစည်းအဝေးမှာ အကျန်းဖန်မင်းအွန်လိုင်းကအမိန်ပေးပြောဆိုလိုက်တာဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာခေတ်ဆက်ဆက်အစိုးရတွေအနေနဲ့စီးပွားရေးစနစ်အမျိုးမျိုးကိုအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ကြပြီမဲ့မြန်မာနိုင်ငံလက်ရှိအခြေအနေအရစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ဓမ္မဝါဒမှာစနစ်သာအသင့်လျော်ဆုံးဖြစ်တဲ့အပြင်ဈေးကွက်စီးပွားရေးစနစ်မှာလည်းအစိုးရကပါဝင်ဆောင်ရွက်နိုင်တာမျိုးမရှိတဲ့လုပ်ငန်းတွေရှိနေတဲ့အတွက်ဓမ္မဝါဒမှာစနစ်ကိုကျင့်သုံးခိုင်းတာဖြစ်တဲ့ဆိုပြီးတော့အကြမ်းဖက်မင်းအွန်လိုင်းကအစီအွေတွင်အမိန်ပေးပြောဆိုသွားတယ်လို့သိရပါတယ် အဲ့ဒီအတွက်တမဝါယမအသင်းတွေဖွဲ့ပြီးစိုက်ပျိုးရေးမွေးမြူရေးနဲ့ကုန်ထုတ်လုပ်ငန်းတွေကိုဖွင့်ပြတိုးတက်အောင်ဆောင်ရွက်ပြီးတော့တမဝါယမစနစ်နဲ့ပဲတန်ဖိုးမြင့်ထုတ်ကုန်တွေထုတ်လုပ်နိုင်အောင်လှုပ်ဆေးခြင်းနဲ့ဆိုပြီးအကြမ်းဖက်မင်းအွန်လိုင်းကအစည်းအဝေးမှာပြောသွားတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကသူလောက်ခံဝန်တန်းတွေနဲ့အငိမ့်စားအလုံးကိုလစာ3000စီတိုးမြင့်ပေးမှုအတွက်လစဉ်ကျပ်ငွေဘီလီယံ900နီးပါးထပ်တိုးသုံးဆွဲရတော့မှာကြောင့် အခုဘဏ္ဍာနှစ်ရဲ့ဘတ်ဂျက်လုံငွေ7ဘီလီယံ2ပေါင်းနီးပါးကိုငွေဆက်ကူအစ်စ်တွေရိုက်ထုတ်ရုံကလွဲပြီးအခြားနီးလမ်းမရှိတော့တဲ့အတွက်စစ်ကောင်စီရဲ့မစင်မချင်းလှုပ်ရွတ်တွေကြောင့်မှတိုင်းပြည်ရဲ့အခြေအနေဟာဒိတပ်ပိုဆိုးလာဖို့ပဲရှိတော့တယ်လို့ UMSCCI ရဲ့အဖွဲ့ဝင်စီးပွားရေးသမားတဦးကတုံ့တက်ပြောဆိုထားပါတယ်အဂျမ်ဖတ်စစ်ကောင်စီကအခုလာမယ့်ဩဂုတ်လ1ရက်နေ့ကစပြီးတူလောက်ခံဝင်တန်းတွေနဲ့အငိမ့်စားတွေအားလုံးကိုလစာ3000စီထပ်မံတိုးမြင့်ပေးမယ်ဆိုပြီးဇွန်လ26ရက်နေ့ကပဲကြေညာခဲ့တာပါ အဲ့ဒီကြေညာချက်ကြောင့်လက်ရှိနိုင်ငံတော်ဝန်ကစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအတွက်လက်စင်ကြံ့ဝေးဘီလီယံ900နီးပါးထပ်တိုးသုံးဆွဲရတော့မှာဖြစ်တဲ့အတွက်လက်ရှိကောင်မြန်မာနိုင်ငံရဲ့ဘတ်ဂျက်လွန်ငွေပြမှုဟာအခု2024 2025ခုနှစ်အတွက်ငွေကျပ်ဘီလီယံ1000အထက်မှာရှိနေတဲ့အပြင်အခုထပ်ပြီးစစ်ကောင်စီကဝန်ထမ်းတွေအငိမ့်စားအလုံးလက်စားတိုးမြင့်ပေးမယ်ဆိုတော့နိုင်ငံရဲ့ဘတ်ဂျက်လွန်ငွေပြမှုဟာတနှစ်ကငွေကျပ်ဘီလီယံ2000တိရောက်သွားပြီလို့စစ်ကောင်စီရဲ့ဗန်နာရေးဝန်ကြီးဌာနသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ် လက်ရှိမှာစစ်ကောင်စီရဲ့စစ်အုံစိတ်တွေဟာအစမတန်မြင့်တက်နေပြီနိုင်ငံတော်ရဲ့အုံစိတ်ထက်ကနေအရေးပေါ်ဆိုပြီးတော့သုံးနေတာတွေရော့ပြည်ပရင်းနှီးမြုပ်နှံမှုတွေဟာလည်းတခုပြီးတခုထွက်သွားနေကြတဲ့အပြင်နေဆက်ကုန်းတွေရေးတွေအားလုံးလည်းရက်ဆိုင်နေတာတွေကြောင့်နိုင်ငံရဲ့ဘတ်ဂျက်လွန်ငွေအစမတန်မြင့်တက်နေတဲ့အချိန်မှာပဲစစ်ကောင်စီကအခုလိုတူလောက်ခံဝင်ဒန်းတွေနဲ့အငင်းစားတွေကိုလစာတုံးမြင့်ပေးဖို့ကြေညာလိုက်တာကြောင့်အဖက်ဖက်ကဘတ်ဂျက်လွန်ငွေပြနေတဲ့ကြားက လစဉ်ကြက်ငွေဘီလီယံ900နီးပါးထပ်တိုးသုံးဆွဲရတော့မှာဖြစ်တဲ့စစ်ကောင်စီဟာငွေဆက်ကူအစ်စ်တွေရိုက်ထုတ်ရုံကလွဲပြီးအခြားနီးလည်းမရှိတော့တဲ့အခြေအနေရောက်သွားပြီဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့မစင်မချင်းလှုပ်ရက်တွေကြောင့်ပြည်တွင်းမှာငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကြောင့်မှာတိုင်းပြည်ရဲ့အခြေအနေဟာဒစ်တပ်ပိုးဆိုးလာတော့မှာဖြစ်တယ်လို့ UMSCCI ရဲ့အဖွဲ့ဝင်စီဝိုင်းသမားတဦးကတုံ့သက်ပြောဆိုထားပါတယ်ခင်ဗျာတစ်ဆက်ထဲမှာပဲပြည်တွင်းမှာအမေရိကန်ဒေါ်လာဈေးတွေမြင့်တက်လာတဲ့အချိန် စစ်ကောင်စီရဲ့ဗဟိုဘဏ်က73စီတင်သွင်းဖို့ဒေါ်လာတွေကိုမရောင်းပေးနိုင်တော့တာတော့စီစိမ့်နှုံးကိုအနှိမ့်ဈေးနဲ့ရောင်းခိုင်းနေတဲ့အတွက်ပြည်တွင်းမှာ73စီပြက်လက်မှုတွေပြန်ဖြစ်လာနိုင်တယ်လို့စီကုံတွေတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်လက်ရှိပြည်တွင်းမှာကလည်းစစ်ကောင်စီကသူလောက်ခံဝန်ထမ်းအလုံးလာစားတုံးမြင့်ပေးမယ်လို့ကြေညာလိုက်တဲ့အချိန်ကစပြီးအမေရိကန်ဒေါ်လာဈေးတွေဟာတဟုန်တို့မြင့်တက်လာတဲ့အပြင်မနေ့ကဆိုရင်ဒေါ်လာကိုမြန်မာငွေ9200အထိဈေးနှုန်းရောက်ရှိသွားခဲ့ပါတယ် အဲ့ဒီလိုပြည်တွင်းမှာဒေါ်လာဈေးတွေမြင့်တက်နေတဲ့အချိန်မှာပဲစစ်ကောင်စီရဲ့ဗဟိုဘဏ်က73စီတင်သွင်းမှုဒေါ်လာတွေကိုမရောင်းပေးနိုင်တော့တာတော့73စီတွေကိုအနိုင်ဈေးနဲ့ရောင်းခိုင်းနေတဲ့အတွက်စီကုံတွေတွေဟာအပြင်ကဒေါ်လာပေါက်ဈေးနဲ့ဝယ်ပြီးတင်သွင်းနေရတာကြောင့်ရှုံးပြီးရင်ရှုံးတဲ့အခြေအနေတွေနဲ့အခက်တွေ့နေကြပြီလို့73စီကုံတွေတွေကပြောထားပါတယ်လက်ရှိမှာလဲတီလောမှာ73စီတွေကိုလုံလုံလောက်လောက်မထုတ်ပေးနိုင်တော့တဲ့အခြေအနေတွေဖြစ်နေတဲ့အပြင်စီတွေလည်းပြက်လက်နေပြီဖြစ်တာကြောင့် ပြည်တွင်းမှာ73စီပြက်လက်မှုတွေပြန်ဖြစ်လာနိုင်တယ်လို့73စီတင်သွင်းသူတဦးကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့တိုင်းသာတော်လှန်ရေးအဖွဲ့စည်းတွေကိုနိုင်ငံကနေခွဲထွက်ပြီးနိုင်ငံသစ်ထူထောင်တော့မယ်ဆိုတဲ့သတင်းတူသတင်းအမှားတွေဖြန့်ချိနေတဲ့သူတွေကိုဖော်ထုတ်အရေးယူသွားမယ်လို့ညီတော်မဟာမိတ်သုံးဘက်ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်အသိဉာဏ်မဲ့ပြီးအောက်တန်းကြတဲ့ပုံကိုတချို့ကတိုင်းသာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းတွေကိုနိုင်ငံတော်ကနေခွဲထွက်ပြီးနိုင်ငံအသစ်ထူထောင်တော့မယ်ဆိုတဲ့ခေါင်းစဉ်အပြင် အခြားသောလူမျိုး၏ခွဲခြားတဲ့ခေါင်းစဉ်တွေနဲ့ပါအလုံးကိုညံဖြင်းပြီးတိကျမှုမရှိတဲ့တရုတ်ဘာသာအရေးသားတွေလိမ့်လေပြုပြင်ထားတဲ့ Photoshop ဓာတ်ပုံတွေအပြင်ညီတော်မဟာမိတ်အဖွဲ့စည်းတွေရဲ့ဒစိုက်တွေကိုပါအတုလုပ်ပြီးတည်င်းမားတွေဖြန့်ချိနေကြတာကိုတွေ့နေရတယ်လို့ညီတော်မဟာမိတ်သုံးဘွဲကပြောထားပါတယ်အဲ့ဒီလိုပြုလုပ်နေတာတွေဟာတိုက်ပွဲမှာအောင်ပွဲရနေတဲ့တိုင်းသားလက်နက်ကိုင်အင်အားစုတွေကိုဖိအားပေးဖို့ အင်ဂျင်နိုင်ငံတွေကပါအထင်မြင်လွဲအောင်မဲအောင်လိုက်ဥဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုကလှုပ်ဆောင်လာနေတာဖြစ်တယ်လို့ညီနောင်မဟာမိတ်သုံးဘွဲကသုံးသပ်ပြောဆိုထားပါတယ်။အဲ့ဒီလိုအတိညာမဲ့ပြီးအောက်တန်းကျတဲ့နိုင်ငံရေးထိုးနှက်တိုက်ခိုက်နေတဲ့သူလူပုဂ္ဂိုလ်အစုအဖွဲ့အဖွဲ့အစည်းအလုံးဟာ electronic ဥပဒေနဲ့လူပောင်အဖွဲ့အစည်းစနစ်ကိုပြင်းထန်စွာချိုးဖောက်နေတာဖြစ်ပြီးဒီလိုဆက်သွယ်ရေးလူမှုကွန်ရက်ဟာဥပဒေကင်းလွတ်တဲ့နေရာမဟုတ်တလို့ဘယ်နေရာကနေဘလို့တည်င်းအတုတွေကိုဘယ်သူကဖြန့်ချိနေတယ်ဆိုတာအခုခေတ်ကြီးတဲမှာ IP address ကတဆင့်စုံစမ်းနိုင်တဲ့အတွက်အဲဒီလိုအသိဉာဏ်မဲ့ပြီးအောက်တန်းကျတဲ့လောက်ရက်တွေလုံနေတဲ့သူတွေအားလုံးကိုနောက်တစ်ချိန်မှာပြင်းထန်တဲ့အရေးယူမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်းညီနောင်မဟာမိတ်တုံးဘွဲ့ကအသိပေးထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျတစ်ဖက်မှာလည်းရန်ကုန်မန္တလေးအမြန်လမ်းမှာအချမ်းဖက်စစ်ကောင်စီရဲ့စစ်ကား၃စီးကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်ကားတစ်စီးပါမိလောင်ပျက်စီးသွားတဲ့အပြင်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများသွားတယ်လို့နှဒိုးကြီး PDF တပ်ဖွဲ့ကပြောပါတယ် ဇူလိုင်လ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲမန္တလေးဘက်ကနေရန်ကုန်ဘက်ကိုမောင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေပါစစ်ကား3စီးကိုတော်လိုင်းတပ်တွေကရန်ကုန်မန္တလေးအမြန်လမ်းပိုင်းတနေရာမှာဖြားအပြင်းမိုင်းတွေရောလက်နက်ငယ်တွေနဲ့ပါကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကစစ်ကားတစ်စီးဟာမိုင်းထိပ်ပြီးချက်ချင်းထိုးရက်သွားတဲ့အချိန်တော်လိုင်းတပ်တွေကလက်နက်ငယ်တွေနဲ့ပါတိုက်ခိုက်ရမှာတော့စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများသွားတဲ့အပြင်စစ်ကားလည်းမိလောင်ပျက်စီးသွားတယ်လို့နတော်ကြီး PDF တပ်ဖွဲ့ကပြောထားပါတယ် ီးခဲ့တယ်ဇူလိုင်လ22ရက်နေ့ကလည်းအခုလိုပဲရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်းအမှတ်3နှစ်3မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့စစ်ကားတစ်စီးတိုက်ခိုက်ခံရပြီးစစ်သား5ဦးအသေးသေးသေကုန်ကြတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေဂင်တင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ